လူစိတ်ဖြစ်လေဖြစ်တာရှိတဲ့စိတ်နဲ့ပတ်သက်တဲ့ပြဿနာလေးအကြောင်းရေးရင်ပြောချင်တာကြောင့်ကျွန်တော်လူစိတ်ဆိုပြီးခေါင်းစဉ်လေးပေးလိုက်ပါတယ်ကျွန်တော်နားလေသဘောပေါက်သလိုတူရတူရလေးတွေစုခွဲချင်းစိတ်ဖြာပြီးအပိုင်းလေးတွေခွဲထုတ်ပြီးရေးထားတာလေးတွေစာဖတ်သူတွေဘာတွေဘလို့တိုက်ဆိုင်လဲ၊ကွဲပြားလဲစမ်းစစ်ဝေဖန်ကြည့်လို့ရနိုင်ကောင်းပါရဲ့ခင်ဗျာစိတ်နဲ့အပြောင်းလဲအပြောင်းလဲတွေကြောင့်ကျွန်တော်အများကြီးပြောခဲ့ဘူးပါတယ်သူများပြောင်းပြီးတော့ကောင်းလာတာကိုကိုကထိုင်ပြီးတော့လိုချင်တဲ့ တောင့်တတဝန်ဝိုင်း comfort zone ထဲမှာနေနေတဲ့စိတ်တွေကလူတိုင်းမှာရှိရတယ်။အဲ့ဒီစိတ်ကထက်ခါထက်ခါဖြစ်လာတဲ့အခါကိုယ့်ပတ်ဝန်းကျင်မှာလည်းဒီလိုလူတွေလွှမ်းမိုးလာတဲ့အခါလူတွေရဲ့စိတ်ကဒါဝဝဲဖြည်းဖြည်းနဲ့အမှန်လို့ပြောင်းလဲလက်ခံလာပြီးတော့ပြဿနာတွေအခက်အခဲတွေကိုကိုယ်တိုင်ပတ်ဝန်းဖြေရှင်းစေတယ်နည်းလာတတ်ပါတယ်။လူတယောက်ရဲ့အတိတ်မှာအမှန်နဲ့မှားတဲ့အတိတ်တွေရှိနေတတ်ပါတယ်။အဲ့ဒါကိုပြဿနာလို့ကျွန်တော်မထင်ဘူး။ပြဿနာကအမှားကိုမမြင်တာနဲ့မပြေတာပါ။ ကိုတမိုင်းချောင်းကိုပြန်မကြည့်ပဲမတုံးသက်ပဲမပြုတ်ပြင်မဲနဲ့တည်ငါအခြေအနေလေးလက်ရှိအခြေအနေလေးပေါ်မှာအခြေခံပြီးလူကောင်းလှုပ်ခြင်းလူတော်ဖြစ်ခြင်းတော့ပြဿနာဖြစ်လာပြီအမှန်ကိုလက်ခံရခြင်းအမှန်ဖြစ်ဖို့ပြင်ရခြင်းအကောင်းဘက်ပြောင်းလဲလာတာကိုအလုံးနဲ့တည်တည်ပြခြင်းဟာအများရဲ့ယုံကြည်မှုကိုကိုကိုယုံကြည်မှုတည်ဆောက်ဖို့အကောင်းဆုံးပါပဲစိတ်ကိုစုံပါခြင်းနောက်တစ်ခုကကိုယ့်ဘက်ကမကြိုးစားဘူးလူတွေကိုကြိုးစားပါလို့တွန်းအားပေးတယ်ကောင်းမလာတဲ့ကြိုးစားမလာတဲ့အခါဘာသူဖြစ်တယ် တကယ်တမ်းကျတော့ကိုယ်စိတ်ကိုအရင်ဆုံးမဖို့လိုပါတယ်ဖြစ်တတ်တဲ့သဘောသဘာဝမှာငွေချင်းတွေပဲပေါင်းပေါင်းအလုပ်ခွင်ထဲမှာပဲရောက်ရောက်အပြန်အလှန်ပေါင်းစည်းမှုဆိုတာရှိတယ်ကိုယ့်ဘက်ကပေးဆက်ရတာသူ့ဘက်ကပေးဆက်ရတာရှိတယ်ဒီပုံမှာပဲကိုယ့်ဘက်ကပေးဆက်တာပြောင်းလဲတာပေါင်းစည်းဖို့ကြိုးစားတာမရှိဘဲနဲ့လူတွေကကိုယ်လာပြီးတော့ပေါင်းစည်းစေခြင်းနဲ့လူတွေကိုလာပြီးတော့ကောင်းအောင်လုပ်ပေးစေခြင်းတွေဆိုရင်ပြဿနာရှိနေပြီလို့ကိုယ့်စိတ်ကိုဆုံးမလိုက်ပါစိတ်နဲ့ရီမှန်းချက်တခါလေဖြစ်တတ်တာ ကိုယ်စိတ်ထဲမှာရည်မှန်းထားတဲ့အရာကိုချမပြအောင်မဝင်းညင်ကိုလည်းတိအောင်မကြိုးစားဘူးကိုဖြစ်စင်တဲ့အရာကိုကိုယ်စိတ်ထဲကဘာကနေစပြီးထုတ်ဖော်လိုက်လဲဆိုတော့ဒီနေရာငါရတဲ့နဲ့ဒီနေရာငါရောက်တဲ့နဲ့ဒီနေရာကိုရအောင်ကိုကသွားလိုက်တယ်ဒါပေမဲ့ပဝင်းညင်အမြင်မှာကျတော့ဘာဖြစ်လို့ဒီလူဟာဒီနေရာကိုရောက်လာရတာလဲရတဲ့ရလိုက်တာရှိရလားဆိုတော့ပြဿနာတွေဖြစ်ကြပြန်ရောအဲ့ဒီအတွက်အဓိကကတော့ဘယ်ပုံမှာအခြေခံလဲပွင့်လဲမှုရှိတဲ့စိတ်စိတ်ကိုဖွင့်ထားတဲ့အခြင်းရှိဖို့လိုပါတယ်ကိုလှုပ်ချင်တဲ့အရာကိုကြိုပြီးချပြမယ် အပြန်အလှန်ကိုင်းကျုံပြီးကျုံကိုင်းပြီးစိတ်ဓာတ်နဲ့လှုပ်လှုပ်စေခြင်း ਨੇ အဲ့ဒီလိုလှုပ်သွားမယ်ဆိုလို့ရှိရင်လူစိတ်ကြောင့်ဖြစ်လာတဲ့ပြဿနာတွေဟာငဲပါတော့ပါလိမ့်မယ်စိတ်နဲ့မျောလင်းချက်လူတွေကမျောလင်းချက်နဲ့အသက်ရှင်တဲ့အလေးထားလေးတွေရှိတယ်မျောလင်းချက်ပျောက်သွားတယ်တို့ဒီမဟုတ်ခန်းသွားတယ်မျောလင်းချက်ကအလိုလိုနေရက်သွားတယ်ဆိုရင်ဥဒိယမဲ့လာတယ်ဥဒိယမဲ့လာတဲ့အမျှလူစိတ်တွေကအလိုလိုနေရင်ထိုင်းမိုင်းလာတယ်လေးလံလာတယ်တက်ကြွမှုတွေနည်းလာတယ် အရာရာမြင်တဲ့အမြင်တွေကအောင်မြင်မှုစ조사ဖို့တိုးတက်ဖို့အမြင်တဲ့ဆုပ်ယုပ်တဲ့အမြင်တွေဖြစ်လာတဲ့။အဲ့ဒီတော့ပထမဦးဆုံးကလူစိတ်မှာမျောလင်းချက်ရှိတတ်ဖို့အရာရာကိုမျောလင်းချက်ဆိုတဲ့အမြင်လေးနဲ့ကြီးတတ်ဖို့ဒိုးလာပါတယ်။မကြီးတဲ့ရင်ဒါတွေကလည်းပြဿနာတွေဖြစ်လာတာပဲ။ကိုဂျိုးကြီးစိတ်ကိုဂျိုးကြီးတဲ့စိတ်ရှိတာလူတိုင်းရဲ့သဘောတော်ပါပါ။ကိုကျိုးဆိုတဲ့နေရာမှာလဲပထမဦးဆုံးကကိုကိုတိုင်းဒုတိယကိုရဲ့လုပ်ငန်းအသင်းအဖွဲ့ ိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့ဒေသအစသဖြင့်ကိုဂျိုးနဲ့တစ်ဖက်ကအများဂျိုးလို့မပြောခင်စက်ကြားမှာရှိနေတဲ့အကျိုးစီးပွားလေးရှိပါတယ်။သူ့ဂျိုးကိုဂျိုးတမမြတ်တအောင်ဘလို့နေမလဲပြင်ကြည့်ဖို့လိုပါတယ်။အဓိကငါဆွဲမဆွဲဖို့အရေးကြီးတယ်။ငါဆွဲတန်သွားပြီးကိုဂျိုးထဲမှာမှ ကိုအကျိုးရှိဖို့လူတိုင်းလုပ်တယ်။ဒါပေမဲ့ကိုအကျိုးအပြင်မှာငါဆွဲရေးပါပါလာတဲ့အခါအတကြီးသွားတဲ့သဘောတဘောရှိတယ်။ ကျွန်တော်မန္တလေးကမိတ်ဆွေတယောက်ကအများအကျိုးလုပ်ရင်းနဲ့ကျွဲကူးရေပါဆိုတဲ့စကားလုံးလေးတုံးတာလေးကြားဖို့တယ်။အင်မတန်လဲကျွန်တော်သဘောကျလို့မှတ်မိတယ်။ရသောအဖြစ်တော့အကျိုးဆိုတာကို့အကျိုးကိုမကြည့်တဲ့လူရှိချင်မှရှိလိမ့်မယ်။ရှိရင်တော့နဲပါလိမ့်မယ်။ကို့အကျိုးကိုမကြည့်ခိုင်းတာမဟုတ်ဘူး။ကို့အကျိုးကိုငါဇွဲနဲ့မကြည့်ဘူးဆိုလို့ရှိရင်ဒါလျှော့ချနိုင်မယ်။တမမြတ်တာတဲ့စိတ်သက်ရှိဖို့လိုတယ်။ကို့ရဲ့အတ္တပေါ်မှာအခြေခံနဲ့ငါဇွဲတန်နဲ့ကို့အကျိုးကိုကြည့်တဲ့စိတ်မျိုးလျှော့ချနိုင်ဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ကျောင်းသားဘဝမှာပညာသင်ရင်းနဲ့မှတ်သားထားတာလေးအနှစ်ချုပ်ကြည့်တော့၁စေတနာ၂ဝါဒနာ၃ယုံကြည်မှုဆိုတဲ့အချက်တွေပေါ့ကွာအခြေခံပြီးတော့ကိုယ့်အကျိုးအများအကျိုးတည်ဖို့ရမယ်ဆိုတဲ့စိတ်မျိုးကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရတယ်။သင်တန်းတွေမှာသင်ခဲ့ရတယ်။ဒီစိတ်တွေကိုလက်တွေ့အသုံးချရတဲ့အချိန်ပါလဲငါဇွဲလေးကိုလျှော့လိုက်လို့ရှင်ဒီယုံကြည်မှုအဲ့ဒီစေတနာအဲ့ဒီဝါဒနာတွေဟာတကယ်ဥတ္တရာမှန်စေတယ်လို့ကျွန်တော်မြင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တိုင်းပြည်အကျိုးလို့ပြောတယ် အသေးရဲ့အဖွဲအကျိုးလို့ပြောတယ်။မိသားစုအကျိုးလို့ပြောတဲ့အချိန်မှာမလျှော့နိုင်တဲ့ကိုယ့်ရဲ့အတ္တရဲ့ပုံပါအခြေခံတဲ့စိတ်ဓာတ်တွေကြောင့်ဝါသနာတွေ၊စေတနာတွေ၊ယုံကြည်မှုတွေလည်းပြပြားစေတတ်ပါတယ်။အခြေခံအဖြစ်ဆိုရင်တော့မျောလင်းချက်တွေကိုဘာနဲ့ထိန်းကုန်မလဲဆိုရင်အုံနောက်ဟဲ့သို့မဟုတ်နှလုံးသားဟောက်ကြီးတက်တဲ့စိတ်ခိုင်းချက်တိုင်းသွားရမျိုးမဟုတ်ပဲအုံနောက်နဲ့နှလုံးသားရဲ့စိတ်ခိုင်းရာကိုထိန်းကုန်လေးနဲ့သွားနိုင်တဲ့အနေအထားမျိုးဖြစ်ဖို့အရေးကြီးပါတယ်။ဒီကုန်းချုပ်ချင်တာကပျော်ရွှင်တဲ့ဘဝ၊ကျမ်းမာတဲ့ဘဝကိုနေထိုင်ဖို့ဆိုတာလည်းအင်မတန်အရေးကြီးတယ်။ လူဘဝတကယ်တမ်းနေကြည့်မယ်ဆိုရင်တက်တန်းတူတူလေးပါပျော်ရွှင်တဲ့ဘဝကျမ်းပါတဲ့ဘဝကိုနေထိုင်နိုင်မှုကိုယ်စိတ်ကိုသိဖို့သတိပြုဖို့လိုပါတယ်